တန်သူမှလမ်းမယူသုံးမှတ်နဲ့အတွင်းရောက်ပြီးတော့လမ်းအနေထားဆိုရင်ကားနှစ်စီးရှောင်လို့လည်းရတယ်တောင်းခလာပါမျိုးနယ်တွေကအခန်းတခန်းကိုလိုက်ပြပေးသွားပါမယ်ရှင်တခန်းလုံးလုံခြုံမှုအပြည့်အဝရရှိစေဖို့အတွက်ကျွန်းတကားတွေကိုအသုံးပြုပေးထားပြီးရဝရဏစပေးရဆိုရင်ကျွေပြားခင်းပေးထားမယ်တန်ပန်းဆန်းရှိတ်တွေပတ်ပတ်လေတက်ဆင်ပေးထားပြီးရှင်းမျက်နှာစာဗျိုးကောက်ကောက်မြင်ရပြီးရ အလင်းရောင်ကောင်းကောင်းရရှိစေမှာပဲဖြစ်ပါတယ်။အခန်းနှခန်းစလုံးအုံနဲ့ဖွဲ့ပေးတာပြီးပါကင်းရခင်ပေးတာမယ်။ TV ဆင်တင်လို့ရမယ်။ cabinet တွေပါဝင်မယ်။ partition box တွေကိုတည်တက်လပ်ပစွာပုံဖော်ပေးထားပြီးတော့ breaker တွေကိုတက်ဆင်ပေးထားပဲဖြစ်ပါတယ်။မြန်နေကျစီလင်းကိုကောက်ကောက်အသုံးပြုပေးထားပြီးတော့အေကမ်းမှာအေယာကုန်တစ်လုံးတက်ဆင်ပေးထားမယ်။ဗရင်းပေါက်ပတ်ပတ်လေမှာကိုရီးယားကျိုးဆက်လိုက်ကြီးတက်ဆင်ပေးထားပြီးတော့တန်ပန်းများလည်းတက်ဆင်ပေးထားပါဗျာ။ ဖယားကန်တီးတဲ့ပါဝင်ပြီးတော့ပရင်ပေါက်အကြီးပါဝင်မယ်ဖယားចောင်းဆောင်လည်းပါဝင်ပါသေးတယ်ရှင်ဘေးနှစ်ဖက်စလုံးမှာတိုင်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လင်းဝင်လေးထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ် အခန်းတိုင်းမှာအုပ်တွေနဲ့ဖွဲ့ပေးထားပြီးတော့အခန်းရဲ့အပြင်ဘက်မှာပရင်းပေါက်ပါရှိမယ်ကိုရီးယားကျိုးဆက်လိုက်ကြတက်ဆင်ပေးထားမယ်ဒဗယ်ရုံးဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်အိတ်ကရင်မန်တင်ကုန်းနိုင်ရကပ်ပြီးတို့တွေထက်ထည့်သွင်းလို့ရမှာပဲဖြစ်ပါတယ်ရှင်ပေ40 60ခရဲမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးတော့တခန်းချင်းစီရဲ့ပေကျေရ18ပေ54ပေကျေဝန်းနဲ့အခန်းရဲ့အမြင့်က6ပေအမြင့်ဖြစ်ပြီးတော့အခန်းရဲ့အရောင်းစင်းနှုန်းကတော့3650ကိုမှအထူးညီနိုင်ရောက်ချပေးသွားမှာပဲဖြစ်ပါ ါပါတယ်ရှင်။ဘန်းနဲ့ချိန်ဆက်ဝယ်ယူခြင်းနဲ့ဆိုရင်လည်းဝယ်ယူလို့ရပါသေးရဲ့ရှင်။လူမနေရသေးတဲ့တိုက်တိဆက်ဆက်ကိုမှနေခြင်းပါလဲဆိုတဲ့လူကြီးမင်းတို့အတွက်အဆင်ပြေဆုံးအခန်းမဲဖြစ်မှာပါရှင်။နိုင်ရင်တိုင်းမှာ wallet တွေကိုတက်ဆင်ပေးထားမယ်။ရှောက်လန်းအစမျက်နှာချက်စီလင်ကိုကောင်းကောင်းအသုံးပြုပေးထားပြီးရောအညော့ကတကားဖြစ် slide တို့တကားကိုအသုံးပြုပေးထားမယ်။နှစ်ပေပတ်လည်ကျွေးပြားတဲ့အပြည့်ခင်းပေးထားပြီးတော့ရေချိုးခန်းအိမ်သာတီးသန့်ပါဝင်တာပဲဖြစ်ပါတယ်။ရေချိုးခန်းကအစအုပ်ကံကိုထည့်သွင်းပေးထားပြီးရေတိုင်ကြီးတစ်လုံးပါဝင် မဲ့ဘိုးရိုင်းအိမ်သားအသည့်ဆက်ဆက်တလုံးကိုထည့်သွင်းပေးထားပဲဖြစ်ပါတယ်။ဘေးစင်နေရာကိုကောင်းကောင်းအသုံးပြုပေးထားပြီးတော့မီးဖို့ခုံမှဆိုရင်ကြည်ပြားတွေခင်းမိထားမယ်။အပေါ်ဘက်အောက်ဘက်တွေမှာကပ်ဘီနက်တွေကိုသေးချာလေးလုပ်ပေးထားမယ်။အလင်းရောင်ကောင်းကောင်းရမယ်ပရင်ပေါက်တွေပါရှိပြီးတော့အနောက်ဘက်မှာအစာတိုက်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လင်းဝေးလေးထပ်ကောင်းစားရရှိမှာဖြစ်ပါတယ်ရှင့်။ တိုင်းအမတ်ပေါင်းချင်းက3ဖြစ်ပြီးတော့အလှည့်အဆိုရင်ဖြင့်အနောက်မြောက်ပဲဖြစ်ပါတယ်။တောင်ကလာပါမြို့နယ်9ရက်ခွဲတန်တုမလမ်းမကြီးကိုလှမ်းမြင်နေရတဲ့ location မှာရှိပြီးတော့ဈေးနီမှတ်တိုင်နီဘန်နီမဲ့အခန်းလေးပဲဖြစ်ပါတယ်ရှင်။ ရှင်စင်မိတ်ဆက်ပေးခဲ့တဲ့အခန်းလှလှလေးကိုကြိုက်နေတတ်လို့ကြည့်ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုတဲ့ကာဆမာများအနေဖြင့်ရှင်စင်ရီရဲ့ estate ကိုဆက်သွယ်ပေးပါရှင်။နောက်ရက်များမှာအခန်းပေါင်းများစွာကိုရောင်းချပေးသွားပါအောင်ရှင်။အားပေးမှုအတွက်အထူးမြေကျေးဇူးတင်ရှိပါတယ်ရှင်။